ဟယ်လိုကိုဝင်စားဒါရောက်လာပြီလားဟာโอเค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 ခဏခဏလေးကျွန်တော်ဒါမှဒါမှဒါလေးလက်ကလေးဆေးနေလို့ကဲကဲကဲဟာရောက်တော့နေစုပါအဲတခါတလေလေးလည်းကျွန်တော်အိမ်နဲ့တောင်းနေကြာဟိုဘာဘာလေးအေးစေးစေးဒါမှတခါကြီးပါကြိုးရအောင်ဟုတ်တယ်လားဟုတ်ကဲ့ဟာဟာပြောပြောနော်ဟာအဲ့တော့ဟာပြီးတော့တခါပြောရမယ်လေ ပေါ်ပါပါလေးပေါ့။ဘာကြောင့်လဲပြောပါမလား။မရှင်းကြောင်းလည်းပြောပါမလား။ကျွန်တော်ဝတ်ထားတာလည်းဂျုံနေဂျုံနေတော့ဟုတ်တယ်ဟုတ်တယ်။အဲဒီကပြောရမှာကျွန်တော်ဂျုံနေတော့နောက်မှပြောမယ်။ကိုဇွဲရဲ့အဲကိုဇွဲကကျွန်တော်ချက်ဆိုင်အတွေ့အကြုံရှိတယ်။အဲဒီကအတွေ့အကြုံပြော။ကဲ။ဟိုပေါ်ပါပါလေကျွန်တော်ရောလည်းမရှိဘူး။အခုဆိုရင်ဆိုလဲသူရဲ့သူမပဲဆိုင်ရည်ကြိုးဖို့ကျွန်တော်လည်းဖော်ဖို့မိတိုင်းပဲဗာပြောအခုလိုမျိုးနေလိုက်ရင်အခုကကိုယ်တည်းကိုဖိတ်ပေါ်ပြီးဟာ ပြောရမယ်လေဟုတ်ကဲ့ပါဟုတ်တယ်ဟုတ်ရောဟိုတနေ့ဝါဒီမှာရာယူလို့တော့ကကြတော့ဟာ music အကြောင်းဆိုပြီးပတ်ဝန်းမှာကျွန်တော်ပြောကြရင်အများကြီးကြံသေးရလို့ပြောထားတယ်လေကျွန်တော်သိချင်တယ်ဟုတ်တယ်ပဲဖြစ်သွားတာကျွန်တော်ဟိုပြောရတာကျွန်တော်ဟိုဘာလဲ I am crazy about music လို့တာပြောတာကျွန်တော်အစိုးပြိုင်ပွဲကြီးတွေပါရင်မသွားဘူးကြောက်တယ်အကိုကျွန်တော်အဲ့အတွေ့အကြုံရှိတယ်ဆိုတော့သိတာပွဲရအဲ့လိုမျိုးပို့တကယ် heavy ပွဲကြီးမျိုးတော့မဟုတ်ဘူးပေါ့နော်တက်လို့ကြောင်းသားပွားဆိုတော့ဘွားဒါခုနပြောဆိုအားလုံးကတော့သူတကယ်ကြီးနဲ့ဂီတာတီးရတယ်ဂီတာတီးရတဲ့သူကကျွန်တော်တို့ကြောက်ကြအစိုးပိုင်းဝန်ကပါတယ်ပဲဆိုပါဆို အဲ့ဒါအင်ဂျိုအိမ်မှာရေချိုးကမ်းပါပဲအမြဲတမ်းဆိုးတဲ့ဘဝပေါ့လေအဲ့ဒီတော့ကျွန်တော်တို့တိုက်ခဲ့တဲ့အချိန်မှာဆိုရင်တော့ဘာလေးရန်ကစ္စားမျိုးဆိုတော့ဟိုနေပြူမျိုးကြီး why why ခစ်ဖြစ်နေမြေမျိုးကြီးဆိုတင်စားမမတိခစ်ဖြစ်နေတယ်ပေါ့ဟိုအောင်ဖြစ်လို့ဖြစ်နေအားပါတော့အာနေပြူက63သူကဒီစောင်းပေါ်မှာတော့သူကဒီဇင်ဘာလလို့ပါတယ်မတကယ်တကယ်ထွက်တာတော့63ဇန်နဝါရီလကြမှာ93နော်63ဇန်နဝါရီလလောက်မှာတိတ်ခွေဖြတ်တာဖြစ်မယ် အဲ့တော့ကျွန်တော်တို့ကဒီဒီဒီစာအုပ်တချင်းစာအုပ်ပေါ်မှာတော့ဒီဇင်92ဒီဇင်ဘာလို့ပါပေးခဲ့လဲလေကျွန်တော်တို့တည်တာက93ပေါ့အရင်ဆွေးလောက်ဆိုတော့ကျွန်တော်တို့တောင်းတော့ငယ်ကြအောင်မယ်ကျွန်တော်73နဲ့ပေါ်ပြီးတော့ကျွန်တော်6တန်းပေါ်ပြီးတဲ့အချိန်မှာကိုရီးယားတော့ဒိမ်မှာငယ်သေးတယ်ကျွန်တော်အခုဒီပြိုင်ပွဲတွေသွားပြိုင်ခဲ့တယ်ဆိုတော့10တန်းအောင်ပြီဖြစ်ပြီးကစားအောင်ပြီးကစားပြီအဲ့တော့ဘယ်နှခွင့်လောက်ပြစ်မလဲ58 58 59 59ဆိုရင်အဲ့ဇော်မတ်တို့ဒီပြန်ရောက်သွားပြန် เนาะโอ้โคเนี่ยโกไอ้ตัวหัวเลยจอยตัวโจก็ဟိုကျွန်တော်တို့အဲ့လိုပေါ့စူပေါင်းဆက်ပေါင်းအဖွဲ့ကြီးလေနော်ဟုတ်ကဲ့မျိုးလေးလေးဟုတ်69 90ပါလေ69 90ကိုတက်ရဟုတ်ကဲ့အဲ့လိုမျိုးဟာအဲ့ဒါလေအဲ့လိုအမှတ်တရပါပြည့်နေဆိုတော့အိမ်မရေချိုးကမ်းမှာမြေဒီချင်းတယ်ပေါ့ကွာညာဘာလို့ဆိုတော့ဒါဆိုရင်ကိုစရိုင်းပစ်စီပါလို့နာမည်ရေဒီချင်းကွင်းဟာဒီချိုးကမ်းတက်ခဲ့ပါဘာလာလိုက်လားဟုတ်အဲ့ဒါလေကိုရှိမှာကိုယ့်ရဲ့ဟုတ်မဟုတ်ဘူးဒါတော့တော့မဟုတ်တကယ်မဟုတ် ဟိုအလုံးပိတ်ရခန်းထဲမှာဒီဂျိုကန်အောင်လုံးမှာသူကဒါတော့ဟိုလူငယ်တဘာဝလည်းတအတန်လုံပြီးကိုယ်တောင်ပြန်ချားမဲ့နေအောင်ရှားတာပေါ့နော်ဝန်ထမ်းအိမ်ရဖြစ်တဲ့ခါကြတော့ကိုကြနေရာရင်းလည်းမရှိနေဘူးအိမ်မှာလည်းမမအများကြီးပဲဒါပေမဲ့မျိုးစစ်ကိုဝါသနာပါတာအပြည့်အမေရကျွန်တော်ရဲ့လိုတော့ဖြစ်နေတယ်အဲကျွန်တော်တို့ဖြစ်တဲ့အခါမှာဒါပေမဲ့တစ်ခုလေးတမထပ်ပြောချင်တာဒီဂျိုကန်ဆိုတော့ဘဝမှာလည်းကိုယ့်ရဲ့ guiding star ဘယ်လိုပြောရမလဲကိုယ့်ရဲ့ဒီရှိရဟို idol တယောက်ကလည်းရှိနေသေးတာဆက်တော့ပါဆက်ဆက်လို့ပြောကြရအောင်အန်ဒီဂျိုင်းအားရောအန်ဒီတော်နွေရင်ဝင်ဘယ်နွေရင်ဝင်သူကတော့တင်တာ local talent ကပဲဟုတ်ကဲ့ပါ အနိဒိုက်ကသူကတော့တော့အများကြီးဟိုပါဘောနော်စီနီယာဟိုပါဘောကိုတကယ်ကိုအဖွားရွယ်လို့အဲ့ဒီရဲ့သားတော်မှာကျွန်တော်တို့ထက်အသက်ရွယ်တယ်ကြီးတယ်ကိုမျိုး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 ကဘောနာတော့ကဲဟုတ်ဟုတ်တယ်ဂုတ်ဆိုင်တာဟုတ်အဲ့ဒီမှာဗာပဲလဲဆိုသူကသူအင်တာဗျူးမှာသူတကယ်နဲ့သူ try လုပ်ခေါ်တယ်အနီးကသူတက်တာ safe lumina ကြောင်းလို့သူပြောတယ် ်အထက်ကနေဆန်းချောင်းကျွန်တော်ဆက်သွားရောဟုတ်ကဲ့ပါကြွားကြည့်ပါ same phenomenon ဆိုတာအခုအထက်ကနေဆန်းချောင်းမိန်းကလေးညောင်းကျွန်တော်တော်တော်ကကျွန်တော်ကြီးကြီးကအဲ့ဒီမှာ same phenomenon ကကြောင်းစီရမှာကျွန်တော်သူငယ်ငယ်တုန်းကအဲ့ဒီဆန်းချောင်းအထက်ကနေအကြောင်းမဟုတ်ကြီးပါ same phenomenon ကကျွန်တော်ကဟိုကိုရဲ့အတော်အတန်းဆိုတော့သူကဆီယာမဆိုတော့ကျွန်တော် ABC ကြီးကျွန်တော်အကြီးကြီးအာဟုတ်ကဲ့ကြီးကြီးကကျွန်တော်အမှတ်ကြီးအကြီးကြီးပေးပါဗျာဟုတ်ကဲ့ပါအမှတ်မရပါဘူးဒါကြောင့်ဆန်းချောင်းဆန်းချောင်းအတိုင်းဝိုင်းလေးဖြစ်သွားတာဟုတ်အဲ့မှာအဲ့ဒီ choice ကသူကအဲ့မှာ ဒီ sister နဲ့နေရတာတင်တယ်เนาะဒီမင်းပြရှင်ကြောင်းမှာသူကအမြဲတမ်းစိုးဝါးငါပါတဲ့ခါကျတော့လူရှင်တဲ့နေရာမှာသူကအဲ့လိုမျိုးဒီရေချိုးခန်းမှာသူအမြဲတမ်းတခြင်းစိုးရင်းနဲ့ပေါ့လေအဲ့လိုသူကဒီအတန်တက်ချနေမိနေသူလေ့ကျင့်တာသူကသူသူစိုးတာပေါ့ဒီနေ့တော့အခါကျသူကအဲ့ရေချိုးခန်းတကားနားမှာဟိုရေလဲချိုးပြီးစကားလဲဖွင့်လဲသူတွေ့တွေ့3-5ရောက်ကတန်းစီနေကြတာဟဲ့နင်တို့ဘာလို့ကြောက်မလဲရေချိုးကြမလို့လားပေါ့အနေကကမေးတဲ့ခါမှာမဟုတ်ဘူးရဲ့ choice ပေါ့နင်ကခုနကဒီကခုနကပြောဆိုအန္တနီသမန်ကိုချွေလာစသဖြင့်မှာအင်းဒီ sound တစ်ခုကိုညင်ညင်းနေတဲ့အတန် အရန်တာလို့ငါတို့တွေကလည်းနားထောင်နေကြနေအောင်ဆိုတော့ဖြစ်တော့တယ်နော်ဆိုပြီးတော့ဟိုသူဒီကလေးဘွားဒီចောင်းသူဘွားမာတွေကဟိုသူသူတယ်လန်ကိုပြခဲ့တယ်ပေါ့လေအဲ့တော့ကျွန်တော်တယ်လန်လေးမှာအမေပြပြတာအောင်လားနားထောင်ရလားမသိဘူးသူကဖြစ်ပြီးတော့ရေစွမ်းမှာနေချင်းလဲဆိုတော့ဖြစ်မှာဖြစ်နိုင်မှာပဲလေဆိုပြီးစိတ်ကူးနေရှင်းပြီးပါတယ်ဒါကလည်းနည်းနည်းအောင်ပြပြောလို့တော့ဖြစ်တာပါဟုတ်ကဲ့ဒါတော့ဖြစ်ချင်တယ်သူကဘယ်နေရာမှာပဲနေချင်းနေချင်ပါဟုတ်တယ်ကျိုးဆိုရင်အဲ့လိုနဲ့ပတ်သက်လို့ပြောနောက်ပြီးတော့မှဟိုဆိုတော့ဘိုးကြီးဆန်ပေါ့

။အာရှုသိမ်းအောင်လေသရှင်များပေါ့။အာတက်ကတည်းကညီကြီးကမှကြောင်းတတ်ခဲ့တယ်။ဒါပြောက်ဘူးကျွန်တော်။ဟုတ်တယ်85 86ဖြစ်တဲ့ခါကျတော့ပြည်တော်ကအဲ့ဒါအမြင်ပြင်တဲ့ခါကျတော့သူကဘာပြန်ဆိုရင်မဲ့သူ့နေသူ့ဟန်သူ့အတန်နဲ့ပေါ့နော်။ဟိုပါဘော။အဲ့လိုဆိုတာဟုတ်ပိုလိစံစိုက်ရတယ်လေဟုတ်ကဲ့ပါတီးထားရလဲဆိုတော့ကောင်းတယ်ကျွန်တော်တတိထားမိရအဲ့ကျွန်တော်တငယ်ချင်းဒီတိန်တိုးပေါ့နော်အဲ့ဆယ်တန်းတော့တငယ်ချင်းတေရုပ်လေးသူ့အိမ်မှာအဲ့ကျွန်တော်အော်တိန်တိုးဒီကောင်နားထောင်ပါလားဆိုပြီးတော့အဲ့ကျွန်တော်နားထောင်ကြည့်တယ်ကျွန်တော်ကက်ဆက်ဟုတ်ပါနော်အဲ့လိုကျွန်တော်တိုက်တာဆိုအချစ်ပြောင်းပါလေပေါ့နော်ဟုတ်ကဲ့ဒီမေငုံနေသလားလို့ ကူညီလို့ပြောပြောတဲ့လေလို့တော့ကူညီတခဲတော့ကျွန်တော်အသေးကွက်နဲ့ကောင်မလေးကိုဘာဖြစ်လဲကူမေးမယ်ဆိုတဲ့အဲကိုကြီးတယောက်ရဲ့သာနာမှုအပြားတခြင်းလေးကိုတိုက်ကျွန်တော်ပြောမယ်ဟိုချင်းချင်းမြောက်ပြောရအောင်ဟုတ်ပါရဲ့ဟိုကျွန်တော်တခြင်းနေတာကြိုက်တယ်လို့ကျွန်တော်စာသားရင်မရဘူးဝင်စားမကြတော့ရှိတယ်လို့လည်းဒီမှာကျွန်တော်ကြားတာတော့ရှိတယ်ဆိုကြည့်ပါဦးဝင်စားဆိုတော့ကြားတယ်ရတယ်ဘယ်လိုခါမျိုးမှရတယ်စောင်းကြည့်ပါကျွန်တော်ရတယ်တွေ့လားစောင်းမကြည့်ရင်မရဘူးဒီမှာဒီမှာဒါဒါဒါနော်ဆိုရှိလိုက်မယ်ဆိုရင်လေ နော်ဆိုတော့ပြည့်တဲ့အတိုင်းလေဒါလည်းကြည့်လိုက်တယ်ဆိုရင်ဘယ်လောက်ပြည့်သွားလဲဆိုတော့နော်ဆိုတော့အဲတော့ဘောကလည်းအဲ94ခုမြေစံတိကျွန်တော်အသက်ဆက်နေတဲ့ဒါတော့ဆိုတော့ရှစ်တန်းလောက်ပဲကျွန်တော်တန်းဟုတ်ကဲ့ပါအာမော်တယ်လေးဒီသုံးတယ်နဲ့တနည်းရှိပါဘူးအဲဒီလိုပြောလို့ရရပါဘူးဟုတ်ကဲ့ပါဟုတ်ဆိုတော့ဓမ္မဆက်ပြောဦးကဲဒီပိုင်းတစ်ပိုင်းလောက်ကိုဇာတ်လုပ်ကြည့်ပါဟုတ်ကဲ့ဆိုတော့ ဒီသားရတော့ I price ကဒီသားပြီးတော့ Studio ပါတဲ့ဟုတ်ကဲ့တင်းရစရာကြီးကလက်ချစ်သူကြီးက soft design နဲ့စိုးသူကြီးကစိုးသူကတော်တော်စောခဲ့တာပေါ့နော် IC နဲ့နော်တော်တော်စောကြီးပဲဗျဟုတ်ကဲ့အဲမို့ကိုယ်ပဲစိုးလို့ရတယ်မတိချစ်တာဒီမှာလေတိချစ်တာသူဒီပါအွဲဘယ်တဲ့ချင်းရတယ်ရရတယ်ကျွန်တော်မရတယ်တော့မဟုတ်ဘူးအဲ့တချင်းတွေအိမ်ကအမကြောက်ကလည်းအမကတကယ်ဆိုပြီးတော့ let fan ပေါ့နော်သူကတကားကောင်းလိုက်တယ်အရာရာမင်းပါပဲဘယ်ချင်းဆိုလဲနမူနာတစ်ပိုင်းတော့ တော်တော်ဆိုလည်းရရတယ်။အိုးကြိုက်ပါလေဒီနေ့အကောင်လုံးကတော့အကောင်ကြိုက်တယ်။ဒီနေ့ပဲရဆို။အစ်ချက်သာသူသိပါခွင့်အားတော့ဒါအားလုံးကဟစ်ဖြစ်ဆုံးတစ်ချင်းဖြစ်နေတာပေါ့နော်။ဟုတ်ပြီ။နောက်ဟောပါလေပြောကြည့်ပြန်ဆိုရ။ဟုတ်တယ်။အဲဒါကြောင့်မို့လဲအခုခေတ်လူငယ်တွေကသိတာ။ကိုရီးယားတော့ကလေးတွေကိုဟိုပြိုင်တာမဟုတ်ဘူး။ဟုတ်တယ်။ဒင်းတို့တွေအခုသိရတဲ့ချင်းတွေကတကယ်တော့ရှိရလေးချက်ကြီးကခုနပြောလို့ပေါ့နော်။ဆိုပြီးသား။ဟုတ်ပြီ။ဟုတ်ပြီ။မျိုးအခုကြိုက်နေတဲ့ကန်ဝင်စီးစာစတဲ့ပြင်ပေါ့နော်။အခု main ကလေးတွေအတွက်ဆိုရင်ကိုကိုရေးယူပြီးတော့အရင်ကဒီမလေးကလာမိတယ်။ဒီလိုခင်မှာရန်ခစ်စားတဲ့ချင်းကရန်ကောင်းတာပဲကိုကိုရေးယူပြီးတော့ ဟိုကော်မလေးတယောက်ပဲဒီတက်တက်လို့ဖြစ်တာဆိုပြချင်တဲ့ကလေးဆို YouTube ကဦးဆန်းအောင် page မှာပြတယ်မှာဒေါ်ပလဲရဲ့1900နဲ့80ရည်ဗျာကျွန်တော်တသက်စာကြီးဖြစ်တယ်ဟဲ့ပေါ့အဲ့တော့ဆရာကိုလေးလွင်ရေးပေးလိုက်တာထင်တယ်ကိုကိုရေးယူပြီဆိုတော့ညစီတစ်ခက်ခက်လက်ကမိုးချိုးနေပြည့်ဆိုစာသားဟိုလုံးဝပဲနော်ဟိုအခြေရတကယ်ဒီအမြင်ဆုံးတက်သွားတယ်ဆိုတော့ဆရာကလှလှလေးရေးပြပါဟုတ်အဲကြောင့်မို့ကိုလေးကတော့ဒါလေးကိုပြပြတာပါ ပေါက်နေရဆိုရင်အချင်းတော်တော်များများကလည်းရှင်ကအချင်းတွေဆိုတဲ့ပုံစံကိုကျွန်တော်တို့ဦးလေးတွေအပြေတွေမေးတွေဆိုလို့ရှိရင်တို့တို့တကယ် music ကိုနားလည်တဲ့သူတွေဒါဆိုရင်ကစိတ်ဝင်စားတဲ့သူတွေဆိုပြတ်ညွန်းပေးနေတာပြောချင်တာကကိုယ်ဆက်ဒီတော့စိတ်ဝင်စားရတယ်လို့ပြောနေအပြေအမေကဟုတ်တယ်ဟုတ်တယ်ကိုအယူမဖြစ်တဲ့ဟုတ်တယ်တက်တဲ့လောက်ပဲ crazy ဖြစ်နေတာပေါ့နော်ပြောနေတာအဲ့လိုမျိုးအဲ့လိုလေးရှိတယ်ပြောနေကြတယ်ပြီးတော့ဒါကြီးကြည့်ဆိုနော်နှိမ့်ချက်တော့သူသိပါ့မယ် အာဒါရတယ်ဟောရတယ်ဆိုဟုတ်ကူငင်ကအမြဲဆိုခဲ့တဲ့ခြင်းတွေပါနော်ဒီဆိုဝေဝေတော်လို့မြာအောင်ချင်းရဲ့သတ္တကြီးမြေပြုံးလို့ရေဝေမှဆိုချောင်းနေတယ်ခလာလာတိုင်းဝရေဝေလို့ခေါ်နိုင်တယ်သိချတာသူတိမှာပဲအနာတော့မကောင်းတိုင်းပဲဒီ flow တွေဒီ melody တွေကိုဘယ်လိုလဲငယ်လေးတွေကတပိုင်းလောက်ဆိုဟုတ်တပိုင်းလောက်တပိုင်းလောက်ဆိုမစိုးပါဘူးနှစ်ပိုင်းဆိုပြီးစိတ်ညစ်သွားဟုတ်တယ် ဘာသာကိုရဲ့ဒီဒီခက်ဖြစ်သွားပြီလေဟိုညာဘာသာစင်းစုံနေကြတော့မဖြစ်ခဲ့ဘူးအဲ့တော့ပြန်ဆက်ဆက်မယ်ဆိုရင်ခုနပြောပေါ့နော်အနီ drive ဆောင်လည်းဒီရေချိုးကန်းထဲမှာတောင်းတူပေါ်လေးချင်းဟုတ်ကဲ့ပိုးကြီးဆန်လည်းပဲစင်အိုးကြီးထဲမှာခေါင်းနေပြီးတော့လုံးဝအမှန်ကန်ပေါ့ကဲ့မြမနီးမြမဟန်ဆိုတော့ပြပြဟုတ်ကဲ့မြမကိုချိုးကအတန်ဆူးချပါပြီတဲ့အတန်ကိုဒီလိုမျိုးကျွန်းနေနေကောင်းလာရင်ချစ်ကြရတယ်ပေါ့နော်သူတို့လေးတင်နေမိတဲ့ခါမှာလည်း bad trainer နဲ့လောက်တာလည်း bad coach က မပွိဆံတင်မင်းတော့ဆိုမပွိဆံရှင်းရှင်းပဲကျွန်တော်တို့ကအဖေရဲ့ယာဝင်အိုးကြီးထဲမှာလည်းဒီလိုမျိုးခေါင်းဆိုင်ပြီးတော့အော်ဖ်လိုက်တာလုံးဝပြီးအမှုနဲ့အော်ဖ်လိုက်တဲ့အခါမှာသူကဘုဆိုရင်ဟောသူစတူဒီယိုတင်းဆိုသူဆိုလို့ရတယ် Chinese song ဆိုလို့သူဆိုနိုင်နေတယ်ဆိုတော့ဒီမြေပေါ့နော်ဟိုစောက်ကပြောရမယ်ပြီးဆက်ဆက်တယ်ဆိုရင်တကယ်စတူဒီယိုရှိမှတကယ်ကိုအခန်းလုံးပိတ်ခိုင်းရှိမှငါဆိုလို့ခြင်းမယ်ဆိုတော့မဖြစ်နိုင်ဘူးပေါ့ငငယ်တော့အဲ့ဒါတိတ်မသိခဲ့ဘူး ဘာနာပါပဲတိကြရပုံညာတမလိုက်ပြီးတော့ညီးတဲ့ oil ဆိုးလိုက်တယ်ပေါ့ဟုတ်ကဲ့စကားဖြတ်လာရုံပဲလေဟုတ်ကဲ့စကားဖြတ်လာရုံပဲလို့ဒီလိုလေပိုးကြီးတန်ဆိုလို့သိုးကန်တာကောင်းလိုက်ကျွန်တော်ကြိုက်တာလေကျွန်တော်ခုနကအဓိကပြောချင်တာဟိုကိုဆွဲရဲ့ဒီဒီအစိုးပြိုင်ပွဲဝင်ပြိုင်ရဲ့အဲ့ဒါအလားသေးဘူးဆိုတော့ပြီးဒုတိယပိုင်းကျတော့ဆက်ပြောမယ်လေဟုတ်လားနော်ဆက်ပြောမယ်ကြိုက်တယ်ပြောချင်နေတာနော်ဟုတ်ကဲ့